အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရေးဒါကျွန်တော်တို့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့ Arsenal အကြောင်းပြောအောင် အာဆနယ်အသင်းကလက်ရှိဒီလာမယ့်နွေရာသီကြတဲ့သူတို့အနေနဲ့တိုက်စစ်မှုတရားဝဲကိုဝဲတော့မှဖြစ်တယ်လို့ကျွန်တော်အနေနဲ့ကြားသိရတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ဘာတာတရားလက်ရှိမှာအာဆနယ်အသင်းရဲ့အားစားဒါရိုက်တာတစ်တယောက်ဖြစ်လာတော့မယ့်အတွက်ကြောင့်မလို့လာမယ့်နွေရာသီတဲ့အာဆနယ်အသင်းတို့ဒါတိုက်စစ်မှုဝဲယူရှာဖွေနေတဲ့ဥစ္စာကတော့ဒါကျွန်တော်တို့လမ်းတစ်ခုပေါက်ရောက်လာပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့လက်ရှိမှာအာဆနယ်အသင်းကဒါတိုတယ်အားဖြင့်ကစားသမား9ယောက်တိတိကိုဒါကျွန်တော်တို့ အဲလက်ရှိမှာပြစ်မှတ်ပုံစံမျိုးထားထားတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒါပနာမလူစင်းအနေနဲ့ဒါထားရတယ်တော့ပါတိုက်စစ်မှု9ယောက်တော့ပေါ့နော်အဲ့တော့ဒီ9ယောက်တည်းကဒါ1ယောက်ခေါ်သွားမှ2ယောက်ခေါ်သွားမလားဆိုတော့ကျွန်တော်တို့မသိသေးဘူးပေါ့ဒါပေမဲ့ဒီ9ယောက်ကလက်ရှိမှာအာဆိုအသင်းစိတ်ဝင်စားနေတဲ့ယာထားတဲ့9ယောက်ဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ်ဒီ9ယောက်ကိုကျွန်တော်1ယောက်ချွေးစီကြောင်းနေတယ်လေပြောလိုက်အောင်အဲ့တော့1ယောက်ပထမဆုံး1ယောက်ကကျွန်တော်အလက်ဇန္ဒားအီဆာပေါ့နော် ်အလက်ဇန္ဒားအီဇက်ကတော့တည်ကြတယ်မယ်လက်ရှိမှာ Newcastle United အသင်းရဲ့ကစားသမားဖြစ်ပြီးတော့အလက်ဇန္ဒားအီဇက်နှစ်ခုလက်ရှိမှာစာချုပ်တက်တန်းရလဲအချိန်တိုက်တာတစ်ခုထိကြံနေသေးတဲ့အတွက်ကြောင့်မလို့အလက်ဇန္ဒားအီဇက်ကိုဒါကျွန်တော်တို့ sorry ပါနှာခေါင်းရလို့ပါ အလန်ဒနာအီဆက်ကိုလက်ရှိမှာဒါညူကာဆယ်ယူနိုက်တက်အနေနဲ့အသင်းမှာထိန်းကျင်တယ်အဓိကဒီညူကာဆယ်ယူနိုက်တက်အနေနဲ့အသင်းနေနဲ့အလန်ဒနာအီဆက်ကိုအသင်းမှာထိန်းမယ်ဆိုရင်အကြီးအဓိကလိုအပ်တဲ့အကြီးကဟောအဓိကလိုအပ်တဲ့အကြောင်းအရာကကျွန်တော်ချန်ပီယံလိဝင်ခွင့်ဖြစ်တယ်အဲ့တော့ချန်ပီယံလိဝင်ခွင့်သာရရှိခဲ့မယ်ဆိုတော့အီဆက်ကတော့ညူကာဆယ်ယူနိုက်တက်အသင်းမှာစနေဘူးသွားမှာဖြစ်ပြီးတော့ဒါပေမဲ့အကယ်၍သာညူကာဆယ်ယူနိုက်တက်အသင်းနေနဲ့အလန်ဒနာအီဆက်ကိုဒါကျွန်တော်တို့ဆက်မထိန်းနိုင်ခဲ့ပေနဲ့ချန်ပီယံလိသာဝင်ခဲ့ဘူးဆိုရင်တော့ဒါအာဆလိုအသင်းကခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်လို့ကြားသိရတယ်မှာပါတယ်ကစားသမားကလက်ရှိအချိန်မှာဒါကျွန်တော်2020 18တိစာချုပ်တက်တန်းအရကြံသေးတဲ့တော့ကြောင့်တော်တယ်အပြည့်ပြန်တွက်မယ်ဆိုရင်တော့စာချုပ်တက်တန်း3နှစ်လောက်ထိကြံနေသေးတဲ့အနေအထားမှာရှိတယ်။ဒါကြောင့်မလား UK စေယူနိုက်တက်ကတော့ Alexander Isak ကိုတော့ပေါင်တန်း100လောက်နီးနီးဈေးခေါ်သွားဖို့ရှိတယ်လို့လည်းကြားသိရတယ်မှာပါတယ်။ Isak ကတော့ကျွန်တော် Arsenal သတင်းနဲ့စိတ်ဝင်စားနေတာမဟုတ်ဘဲနဲ့ Liverpool အသင်းကပါ Lamine Nyadi မှာခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရဆိုတဲ့ကောလာဟာလာတွေလည်းထပ်ပေါ်နေတွေ့ရမယ်တဲ့မှာပါတယ်။နောက်တစ်ယောက်ကတော့ကျွန်တော် Oliver Kings ဒီနှစ်စောင်းရသည့်အပြောင်းရှိမှာဒါကျွန်တော် Arsenal အသင်းနဲ့အပြောင်းရှိမပိတ်ခင်စက်ကြားမှာအသေးအတန်ကျွန်တော်တရားတရားဝင်ကန့်လန့်ခဲ့ခဲ့တဲ့တိုက်စပ် ူတဲ့တယောက်ဖြစ်တယ်။မမေရအော်လီဝါကုန်းကဒါကျွန်တော်တို့အာဆနိုအသင်းကဒါကျွန်တော်တို့အက်စတန်ဗလာအသင်းစီကဒါကျွန်တော်ပေါင်သန်း60ဝန်းကျင်ချင်းနဲ့ကျွန်တော်ဒါအပြောင်းအဆွေနောက်ဆုံးရက်မတိုင်ငယ်တရက်လောက်မှာသူတရားဝင်ကမ်းလှမ်းခဲ့တယ်။အက်စတန်ဗလာအသင်းနဲ့ဒီနေရာမှာဒါကျွန်တော်ချက်ချင်းဆိုလို့ညင်းပယ်ခဲ့တယ်။အဓိကအသီးတဲ့တိုင်မှာဂျော်နသန်ဒူရန်အနေနဲ့ဒါ ကျွန်တော်တို့အနေနဲ့ဒါကျွန်တော်အော်နစီယာကိုပြောင်းရွှေ့တော့မှာဖြစ်တဲ့ကြောင့်တို့အနေနဲ့အိုလီဝကင်းကိုသာရောင်းချခဲ့မယ်ဆိုရင်တော့ဒါကစားသမားအနေနဲ့ဒါကျွန်တော်တို့အရင်ကစားသမားကောင်းကောင်းမရှိတော့မှာဘူးဆိုတိုက်စစ်မှုကစားသမားကောင်းကောင်းမရှိတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့အာစနိုအသင်းကိုအက်စတန်ဗီလာအသင်းကဒါရောင်းချဖို့ညှင့်ပေးခဲ့တယ်ပိုဆိုးတာကအက်စတန်ဗီလာအသင်းနဲ့ကျွန်တော်တို့ဒါနောက်ဆုံးမိနစ်နဲ့နောက်ဆုံးစကက်အချိန်ထိဒါဥရောပဝင်ခွင့်ကိုလက်ရှိချိန်မှာဒါကျွန်တော်တို့အက်စတန်ဗီလာအသင်းနဲ့ချန်ပီယံလိဂ်ကိုလည်းနောက်တစ်ဆင့်တက်ဖို့အခွင့်အရေးရှိနေတဲ့အတွက်ကြောင့်မို့လို့တို့အနေနဲ့တိုက်စစ်မှုမရှိဘဲနဲ့ရှေ့ဆက်ပြီးတော့ သွားမှာမဟုတ်တဲ့အတွက်ကြောင့်မို့ Oliver King ကိုမယောင်းချဘူးလို့ကြားသိရခဲ့မှာပါ Oliver King ကိုတော့ကျွန်တော်တို့မမေရကျွန်တော်တို့ Arsenal အသင်းနဲ့နောက်ဆုံးချိန်ထိဒါကျွန်တော်တို့ စ조사ခဲ့တဲ့အနေထားမှာရှိတယ်ဒါပေမဲ့ Oliver King ကလက်ရှိမှာ Arsenal ရဲ့ငယ်မွေးချန်ပေါက်တာကျွန်တော်တို့အပီတဲ့ပြည်သက်တူဖြစ်တယ်ကစားသမားတော့မဟုတ်ဘူးလုံးဝငငယ်လေးကတည်းကတော့ကျွန်တော် Arsenal အသင်းကိုသူ့အနေနဲ့တိတ်သဘောကျနှစ်သက်ရတယ်ကျွန်တော်အသင်းတင်းနေသူ့ဒါပြောမှဆိုတော့ Boy Who Club ပေါ့နော်ဒါပြောမှဆိုတော့သူငယ်လေးကတည်းကတော်တော်လေးကိုအပီပြီးသဘောကျနေတာကျွန်တော် Club တစ်ခုဖြစ်တဲ့ဥစ္စာကိုသိရတယ်တော့ပါတယ်အဲ့ Oliver King ကတော့ Arsenal fan ဖြစ်ပေမဲ့လက်ရှိမှာ Aston Villa ကတော့သူတို့ရဲ့ကန့်လန့်မှုကိုညစ်ပယ်ခဲ့တယ်အဲ့ Oliver King ကအခုလက်ရှိမှာစာချုပ်တန်တန်းရခုန Alexander Isak တူပါပဲ2018ထိကြံသေးတယ်3နှစ်လောက်စာချုပ်တန်တန်းရကြံနေသေးတယ် ကြောင့်မို့ဒါအကယ်၍ထပ်ပြီးတော့ဒါကျွန်တော်အာဆိုသင်းတဲ့နောက်နှစ်မှာခေါ်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဈေးတစ်ခုရသွားမယ်တယ်မပွားဒါပေမဲ့လက်ရှိမှာအိုလီဝကင်းကကျန်တဲ့ကစားသမားတွေမတူတဲ့အချက်ကအိုလီဝကင်းကအခုလက်ရှိမှာအသက်အပြည့်29နှစ်ရှိသွားခဲ့ဖြစ်ပါတယ်နောက်နှစ်ထပ်ဝင်မယ်ဆိုအသက်30အရွယ်ကစားသမားတစ်ယောက်ကိုအာဆိုသင်းနဲ့ပေါင်တန်း60ဆက်ပြီးပေးပါမလားဆိုတဲ့ဘေးကွန်းကိုကျွန်တော်ချက်တော့စောင့်ကြည့်ရမယ်တယ်မပွားတယ်လက်ရှိမှာကျွန်တော်အာဆိုသင်းနဲ့အိုလီဝကင်းကိုဆက်လိုက်မလိုက်မသိကြဘူးအခုလက်ရှိမှာပနာမလူစင်းထဲမှာပါတယ်လို့ပြောလို့ရမယ်တယ်မပါတယ်နောက်တစ်ယောက်နဲ့ဆက်ပြီးပြောမယ်ဆိုရင်ဒါကျွန်တော်တို့လီယမ်ဒလက်ပေါ့နော်တစ်ချိန်ကဒါကျွန်တော်တို့ CR7 ရာကြီးဒီလက်ပြက်သားဖြစ်တယ်အခုလက်ရှိမှာ Ipswich Town နဲ့တူတာတော်တော်လေးကိုခြေစွမ်းပြနေတဲ့ကစားသမားတစ်ယောက်လည်းဖြစ်တယ်တချိန်က Manchester City Academy က product လည်းဖြစ်တယ်ကြောင့်ဒါတော်တော်လေးကိုစိတ်ချရတယ်အဲ့တော့ Ipswich Town နဲ့လက်ရှိပွဲစဉ်မှာ28ပွဲကစားထားပြီးဒါ10ဂိုးတွေတွင်ထားတယ်2ဂိုးဖန်တီးထားခဲ့တော်တော်လေးကိုဒါကျွန်တော်ကောင်းခဲ့တဲ့ကစားသမားတစ်ယောက်လို့ပြောလို့ရတယ်ဒီကစားသမားလက်ရှိမှာစာချုပ်ကဒါကျွန်တော်ဒီနှစ်ကမှချုပ်ထားတဲ့ကြောင့်စာချုပ်တည်ရလက်ရှိမှာ၄နှစ်လောက်ကျန်နေတဲ့သဘောတရားမှရှိတယ်ဒါပေမဲ့လက်ရှိမှာကျွန်တော် Arsenal အသင်းနဲ့ Liam Delap ကိုခေါ်ခြင်းနဲ့ဆိုရင်တော့ Ipswich Town တန်ဆင်သွားရင်မယ် ယ်ဆိုရင်တော့ခေါ်ယူပိုင်ခွင့်ရှိမယ်အနေထားမှာရှိတယ်။ဒီရင်တလဲရတာစာချုပ်ရဲ့အဆိုအရဂျော်ကောလာဟာလာတွေကအကယ်၍ Israel တောင်းတာတန်ဆင်းသွားခဲ့မယ်ဆိုရင်တော့ကစားသမားသာထွက်ချင်ခဲ့မယ်ဆိုရင် Leon Delap နဲ့အသင်းကထွက်ခွင့်ရှိကြောင်းလဲတတိနေရတိရတဲ့မှာပါတယ်ဘောနော်အဲ့တော့ပြောချင်တာ Leon Delap ကို Arsenal အသင်းစိတ်ဝင်စားတယ်ဒါပေမဲ့ Leon Delap မှာလည်း Alexander Isak ပုံစံမျိုးပဲဒါကြောင့် Chelsea အသင်းကဒါ Tottenham Hotspur အသင်းကဒီ Lap ကိုခေါ်ယူဖို့အတွက်လာမယ့်နေရာဒီမှာအတိအသင့်စိတ်ဝင်စားနေရဆိုတဲ့တတိနေထွက်ပေါ်လာခဲ့တယ်။ Leon Delap ကို Israel တောင်းနေခုလက်ရှိခြေစွမ်းရတန်းဆင်းသွားခဲ့မယ်ဆိုတော့ပေါင်တန်း၄၀နဲ့၄၅ သန်ဆက်ကြရမယ်ဆိုတော့ရောင်းသွားဖို့ရှိရလို့ကြားသိရတယ်မှာပါတယ်အနောက်တစ်ယောက်ကဒါကျွန်တော်ဆာမူအိုမိုရိုဒီယန်ပေါ့နော်လက်ရှိမှာဒါပေါ်တူရဲ့ဒါစပိန်တိုက်ဆင်မှုတစ်ယောက်ဖြစ်တယ်ဒါကျွန်တော်တော်တော်လေးလေဒီနှစ်မှာပေါ်တူဂီမှာတော်ပေါ်တူဂီမှာဒါပေါ်တူမှာတော်တော်လေးကိုကောင်းနေကစားသမားတစ်ယောက်ပေါ့နော်ဒါမမေရချက်စီခေါ်ဖို့အတွက်နောက်ဆုံးစကန့်နေဒီအက်တလက်တီကိုမက်ထရစ်ကနေကြိုးစားခဲ့ပေမဲ့ဆာမူတစ်ယောက်ဒါကျွန်တော်မမေရချက်စီတင်းကမခေါ်ယူခဲ့ပေနဲ့ဒါကျွန်တော်တို့ ပေါ်တူဂီပြောင်းရွှေ့သွားခဲ့တယ်ပေါ်တူရောက်တဲ့ချိန်မှာဒါမမဲ့ရတာကျွန်တော်လက်ရှိမှာခြေစွမ်းရည်တောက်လျှောက်ပြနေခဲ့တယ်22ပွဲကန်ထားပြီး14ဂိုးသွင်းထားတယ်3ဂိုးဖန်တီးခဲ့တယ်ကစားသမားတွေနဲ့လက်ရှိမှာယူရိုပါလိမှာလည်းခြေစွမ်းပြထားခဲ့ပြီး6ပွဲမှာ6ဂိုးတိသွင်းထားခဲ့တဲ့ကစားသမားတယောက်လည်းဖြစ်ထားခဲ့တယ်အဲ့တော့ပြောချင်တာကအသက်အရွယ်အဖြစ်လည်းတော်တော်လေးငယ်သေးတယ်အသက်အရွယ်ကအခုမှအသက်20ပဲရှိသေးတယ်ကြောင့်မဒါပေါ်တူနေနဲ့ဒါဆာယုတ်တန်ရအနည်းဆုံး၄နှစ်လောက်ကျန်နေသေးတယ်ကြောင့်မသူတို့လည်းသူတို့ကြိုက်စေးတစ်ခုခေါ်လို့ရမယ်တယ်မှာပါလို့ပြောလို့ရမယ်တယ်မှာပါအဲ့တော့အဓိကပြောမယ်ဆိုလက်ရှိမှာကျွန်တော်ဒီရောက်လျှောက်ပြောလာခဲ့တဲ့ဒီဆာယုတ်တန်တွေက3နှစ်နဲ့၄နှစ်ကျန်တဲ့လူတွေ ကြီးပဲအကုန်လုံးကဒါကျွန်တော်စာရုပ်သက်တမ်းတူတူတူကျန်တဲ့လူတယောက်မှမရှိဘူးလို့ပြောလို့ရတယ်တမပါတယ်နောက်တစ်ယောက်ကဒါကျွန်တော် Arsenal ပြိတ္တတွေနဲ့တိတ်ပြီးမစိမ့်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ Benjamin Sesko ပါပဲ Sesko ကတော့အခုလက်ရှိမှာ RB Leipzig နေတဲ့ Lamine Nuyadi မှာကစားသမားသာထွက်ချင်နေဆိုရင်တော့ gentleman agreement ရကစားသမားကိုပေးထွက်မယ်လို့ကြားသိရတယ်တမပါတယ်ပူပူလောလောမှာစာရုပ်သက်ချုပ်ထားခဲ့ပေမဲ့ဒီစာချုပ်သက်ထဲမှာလည်းဒါကျွန်တော်တို့ကစားသမားသာအသင်းကထွက်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်အသင်းကတားသွားမှာမဟုတ်ဘူးဆိုတဲ့အကြောင်းအရာလည်းပါတယ်လို့ကြားသိရတယ်တမပါတယ်အခုလက်ရှိဒါကျွန်တော် Benjamin Sesko တော့ Arsenal သတင်းနဲ့စိတ်ဝင်စားနေတာမဟုတ်ဘဲနဲ့ ကျွန်တော်ဒါလီဝင်ဒေါစကီကိုရေရှည်အစားထိုးသွားဖို့အတွက်ဒါကျွန်တော်တို့ဘာဆိုနာအသင်းကလည်းစိတ်ဝင်စားနေလို့ကြားသိရတယ်မှာပါတယ်ကစားသမားလက်ရှိမှာဘွဲ24ဘွဲကစားထားပြီး10ကိုသွင်းထားတယ်၄ကိုဖန်တီးထားတယ် ချန်ပီယံလိမှာရှစ်ပွဲကစားပြီးလေးဂိုးသွင်းထားတယ်ပြောမယ်ဆိုတာလက်ရှိမှာမဆိုးလာတဲ့ခြေစွမ်းတစ်ခုပိုင်ဆိုင်ထားခဲ့တယ်မမေရအာစနိုသစ်နဲ့ဒါမနစ်ကနွေယာဒီမှာဆက်စကိုကိုခေါ်ယူဖို့အတွက်ကြိုးစားခဲ့ပေမဲ့ကစားသမားကစာချုပ်သစ်ချုပ်ပြီးတော့ live ဆက်မှာပဲနေခဲ့တာမှတ်မိရမယ်တဲ့မှာပါပါတယ်ပေါ့တော့နောက်တစ်ယောက်အနေနဲ့ပြောမယ်ဆိုတာလက်ရှိမှာ Inter Milan ရဲ့တိုက်စစ်မှုဖြစ်တဲ့ Lautaro Martinez Lautaro Martinez ကဒီအုပ်စုထဲမှာဈေးကြီးဆုံးအုပ်ကစားသမားတစ်ယောက်လို့ပြောလို့ရတယ်တဲ့မှာပါတယ် Alexander Isak တောင်ဈေးကြီးမဲ့အနေထားမှာရှိတယ်လက်ရှိမှာ Martinez ကပြောစရာမလိုလက်ရှိမှာ CBA မှာလည်းချက်ခမဲလီလီခြေစွမ်းပြီးပြရင်သူ Champions League မှာလည်းချက်ခမ န်လေးလေးခြေစွမ်းနေပြနေစေဖြစ်တယ်။ဒါကျွန်တော်တို့မာတီနက်စ်ကိုတော့အထုတက်လဲမိတ်ဆက်ပေးစရာမလို့ဒါပေမဲ့မာတီနက်စ်ကကျွန်တဲ့ကစားသမားလိုပဲဒီနှစ်မှာတော့ကျွန်တော်လော်တာရောမာတီနက်စ်တယောက်ကတော့စာချုပ်အစ်စ်ကိုချုပ်ဆိုထားတဲ့ကြောင့်မို့စာချုပ်တတန်းရ၄နှစ်လောက်ကြံသေးတဲ့အနေထားမှာရှိ။အဲ့တော့အာဆိုအစ်စ်နဲ့ဒီ choices တွေထဲမှာမှာဒါကျွန်တော်အလွတ်နဲ့ရနိုင်မဲ့ကစားသမားတယောက်ရှိရဲ့။အဲ့ဒါကတော့လက်ရှိမှာ Lily ရဲ့တောင်း Lily ရဲ့တက်စစ်ကစားသမားဖြစ်တဲ့ Benjamin ဆို Lily ရဲ့တက်စစ်ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ဘယ်သူ ဂျိုနသန်ဒေးဗစ်ဖြစ်ပါဂျိုနသန်ဒေးဗစ်ကလာမဲ့နေရာဒီမှာလိုင်လီကထွက်ခွာတော့မှဖြစ်ကြောင်းသူကတရားဝင်ကြေညာခဲ့ပြီးနောက်ဘက်မှာလိုင်လီတိုက်စစ်မှုဖြစ်တဲ့ဂျိုနသန်ဒေးဗစ်ကိုပရီးမီးယားလိဂ်ကလပ်တွေကလက်ရှိမှာတော့ကျွန်တော်တို့မှတ်မဲ့ရဘွန်ဒက်စီကာကလပ်တွေကတချို့ကစိတ်ဝင်စားနေလို့ကြားသိရတယ်မှာပါတယ်ဂျိုနသန်ဒေးဗစ်ကိုတော့လက်ရှိမှာအာဆိုတဲ့အလွတ်နဲ့ရမယ်ဆိုတော့ခေါ်ယူခြင်းနဲ့ဒါပေမဲ့ဒီနေရာမှာတော့ခုနကပြောခဲ့တဲ့ channel 6ယောက်ထဲကတယောက်ကိုလည်းခေါ်ယူခြင်းနဲ့တော့မှာပါအဲ့တော့ဒီ6ယောက်ထဲမှာဘဒုကဈေးသက်သာဆုံးလည်းပြောမယ်ဆိုတော့ Liam Delap ကတန်းဆင်းသွားခဲ့မယ်ဆိုရင်တော့ဈေးသက်သာဆုံးဖြစ်ဖို့များတယ်မှာပါတယ်ဒါပေမဲ့အင်္ဂလန်ကစားသမားဖြစ်တဲ့တကြောင်တစ်ချက်တော့စောင့်ကြည့်ရမယ် Oliver Gillies ကမဆိုးလို့ ုးလေးရမယ်သူအသက်ရွယ်ရအာဆနောသင်းမှာတကယ်တမ်းသုံးမှာဆိုနှစ်နှစ်လောက်ပဲသုံးလို့ရအဲ့တော့တကယ်တမ်းကျွန်တော်ရဲ့ personal view မှာဆိုအာဆနောသင်းနဲ့ဘဒူကိုကြိုက်လဲကျွန်တော်မေးပါဆိုရင်တော့တကယ်တမ်းကြိုက်တာတော့ Elsa Isa ပဲ Isa သာလက်ရှိမှာအာဆနောသင်းကိုရောက်ခဲ့မယ်ဆိုရင်တော့တော်တော်လေးကိုခြေစွမ်းပြနိုင်မယ်ကစားသမားတယောက်လို့ပြောလို့ရတယ်အာဆနောသင်းနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော် Newcastle Champions League မဝင်ဘူးလဲဆူတောင်းရမယ်အပြင်ကိုကျွန်တော် Elsa Isa ကလည်းဒါကျွန်တော်အသင်းပြောင်းပါစေလို့အဓိကဆူတောင်းရမယ်တဲ့မှာပါတဲ့တဲ့မှာပါအဲ့တော့ပြောလို့ပေါင်တန်းတရာ Isa လက်ရှိခြေစွမ်းမတန်ဘူးလို့ပြောလို့တော့မရပါဘူးလက်ရှိမှာဒါကစားသမားတွေအခုလေးရှိမှာပေါင်တန်း6တန်း9ဆယ်တောင်မှမမ ya, Richelieu in kita dalam aroma. 60ပေါက်တဲ့အချိန်မှာအီဆက်တန်းတရာပေါက်တာတိတ်တော့မဆမ်းဘူးလို့မြင်မိရတယ်မှာပါတယ်။ဒါလည်းပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုကျင်နေဆိုရင်တော့ Youth Sport Media 3 points နဲ့ TV4 တို့မှာချင်းလူစားပေါအောင်ကိုကြည့်လို့ရပါတယ်။များများလေးလက်ကလက်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 points နဲ့ TV4 တွေနဲ့လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်ပြဆိုကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါရ။များများလေးလက်ကလက်ဖို့မမေ့ကြပါနဲ့။များများကလက်မှမမေ့နိုင်ဖြစ်ပါတယ်။အားလုံးပဲကြိုးတင်ပါရဲ။ကောင်းမွန်သောနေ့တွေဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမ ှာအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးပဲကြွတူပါတယ်ကျွန်တော်တော့ကြည့်ပါဗျဒေးပါပါဗျ